တရုတ်ကြားဝိညိနိုင်တဲ့စစ်တပ်နဲ့တွေ့ဆုံမှုအပြီးမိုးကုတ်နဲ့မိုးမိတ်ကနေစွခွာမယ်လို့တအောင်တတ်ကလူထီရှင်ကြားထုတ်ပြောခဲ့တာအပေါ်အကဲခတ်တွေတုံးတက်ကြတာပါဒီမျိုးတွေကနေတဖြည်းဖြည်းပြန်ဆုတ်နေပါပြီဘေးရက်အပြီးပြန်ဆုတ်ရမယ်ဆိုတာမပြောနိုင်သေးဘူးလို့မျိုးတွေကနေစွခွာမှုအခြေအနေကို TNL တပ်ပြောရေးဆိုခွင့်ရှိသူလွေးရီဦးက BBC ကိုပြောပါတယ်ဒီအချိန်မှာပဲမိုးကုတ်မြို့ကိုပြန်လို့ပြန်ရဖို့ဗီဒူကာကွယ်ရေးတပ်မတော် MDY PDF မိုကိုဗျူဟာမိုကိုပီတုကာကိုရီအဖွေပကဖရောကတိမ့်ပိုက်နေမြေတွေကိုဆက်ကကွယ်မယ်လို့ထုတ်ပြောလာကြပါတယ်။လီနေတာထော်လန်ရေးတက်တွေရေမြို့ကာကွယ်ရေးကဘလောက်အထိထိရောက်နိုင်ရေးရှိမလဲ။ဒီလို TNL နဲ့လက်တွဲခဲ့တဲ့မဟာမိတ်တပ်တွေပါဆက်ဖစ်နိုင်မလဲ။တရံလူမျိုးရေးတမတော် TNL ကမြန်မာစစ်တပ်နဲ့အပိယက်တာကိုအောက်တိုဘာ29ရက်နေ့တန်းကောက်မှာစော့တင်မယ်လို့ကြေညာပြီးမဲ့ဘလောက်ကြကြအပိယက်မယ်ဆိုတာတိတိကျကျမပြောပါဘူး။ ဒါကြောင့်တအောင်တဟာ30ကုံ72ခွန်စစ်စင်ရေးကိုဦးဆောင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်တုံးဖွဲ့တွေကဒုတိယမြောက်အပိရက်တဲ့အဖွဲ့လဲချက်လာပါတယ်။၂025ဇန်နဝါရီမှာတော့ညီနောင်တုံးဖွဲ့ထဲမှာကိုကန်တတ် MNDAA ကတရုတ်ဖီအားကြောင့်စစ်တပ်နဲ့အရင်ဆုံးအပိရက်တဘောတူခဲ့ပါတယ်။ စစ်စင်ကြီးအရှိန်ဟုန်ကောင်းခဲ့တဲ့2023နဲ့2024ခုနှစ်အတွင်းမြောက်ပိုင်းညောင်သုံးဘွဲ့ဦးဆောင်ပြီးတိုင်းစစ်ဌာနချုပ်နှစ်ခုအခြေစိုက်တဲ့မျိုးရီအပါဝဲ53မျိုးကိုတင်ပိုက်ခဲ့ပါတယ်။ဒီအခြေအနေဟာ2025ဧပြီမှာပြောင်းလဲမှုစတင်ခဲ့ပါတယ်။ကိုကန်တက် MNDAA ကသူတင်ပိုက်ခဲ့တဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှုမျိုးကိုစစ်တပ်လက်ထဲပြန်လွှဲခဲ့ရပါတယ်။ တရုတ်ဖီအားကဝါတပ်ပေါ်ပါတိုက်ရောက်လာပြီးမဟာမိတ်တပ်တွေကိုလက်နက်အပါအဝင် ထောက်ပံ့ရေးလမ်းကြောင်းအလုံးကိုရပ်တန့်မယ်လို့ဝါဘက်ကအစည်းအဝေးခေါ်ပြီးကြေညာခဲ့ပါတယ်တရုတ်ဖီအာကြီးတဲ့အကြောင်းတောင်တက်ထိပ်ပိုင်းကောဆောင်တွေကလည်းလူသီးရှင်ကြဝန်ခံကြပါဗျ။နောက်ဆက်တွဲအနေနဲ့တောင်တက်ဟာ30ကုန်ဆက်နှစ်ခွန်စစ်စင်ကြီးနနစ်တီတီပြေချိန်ပါပဲ။စစ်တပ်နဲ့အပြစ်ရပ်လိုက်ပါပြီ အပြစ်မရပ်ခင်မှာ TNL တိမ့်တိုက်ထားတဲ့နောင်ချိုကြောင်မဲနဲ့တီမောမှုတွေကိုစစ်တပ်ကဆက်တိုက်ပြန်သိမ်းခဲ့ပါတယ်။ဒါကြောင့်မြောက်ပိုင်းညီနောက်တုံးဘက်တဲမှာရခိုင်ပြည်နယ်ထဲနေမြေအများစုတိမ့်ထားတဲ့ ARK တပ်တော် AA ကသာစစ်တပ်နဲ့တိုက်ပွဲဆက်ရှိနေပါတယ်။ အော်တိုဘော်နောက်ဆုံးတည်တင်းဘစီအခင်းချင်းကိုကြည့်မယ်ဆိုရင် ရှမ်းမြောက်မှာမန္တလေးအဆက်မှာစစ်တပ်ကမြို့ငါးခုကိုပြန်သိမ်းထားပြီးမိုးကုန်းနဲ့မိုးမိတ်ကိုကပြန်ယူဖို့ကလည်းလက်တကန်အလိုမှာပါဒါဟာတစဲကုံဆက်နှစ်ခွန်စစ်စင်ကြီးဒုတိယလိုင်းတွင်မှာ TNL နဲ့မဟာမိတ်တပ်လီတင်ပိုက်ခဲ့တဲ့မြို့အားလုံးကိုလွတ်လွတ်ရပြီးပထမလိုင်းကအခင်းချင်းသာဆက်ရှိမဲ့သဘောလည်းဖြစ်ပါတယ်ကျမတို့လည်းဒီမျိုးတွေကိုပြန်ပေးဖို့ခက်ခက်ခဲခဲဆုံးဖြစ်ခဲ့ရတယ်လို့ TNL ပြောခွင့်ရှိသူလူရည်ဦးက BBC ကိုပြောပါရဲ့ ဒီနှမျိုးကိုစစ်တပ်ပြင်ရမယ်ဆိုရင်တော်လန်ရေးတပ်တွေရဲ့အရှိစင်းပွင့်သွားလိမ့်မယ်လို့စစ်ရေးလီလာဆောင်ကိနေသူတွေကထောက်ပြကြပါတယ်ရှမ်းမြောက်ဒေသခွင်မှာမြန်မာစစ်တပ်ကသူ့ရဲ့စစ်အင်အားတွေကိုတိုးချနိုင်ရုံသာမကတော်လန်ရဲ့အင်အားစုတွေစိုးမိုးထားတဲ့စကိုင်းတိုင်းကိုပါစီရီချင်းမြောက်လာနိုင်ခြင်းရှိနေပါတယ်။အဲဒါကြောင့်ပဲမိုးကုန်းနဲ့မိုးမိတ်မြို့တွေကို TNL ကတင်ဆက်ပေးမယ်မဟာမိတ်တပ်တွေကစက်ကာကွယ်မယ်လို့ထုတ်ပြောလာကြတာဖြစ်ပါတယ်။ ကိုကန့်တအောင်းတို့ရဲ့မဟာမိတ် PDF တီစစ်တပ်နဲ့အပြစ်ရဲ့တဘောသူညီကမြို့အလွဲပြောင်းကိုကိုကန့်တက် MNDAA နဲ့တအောင်းတက် DNLA တက်တို့ကအထူးကဆုံးဖြတ်ခဲ့ပေမဲ့ဒီမြို့တွေတင်းရမှာပါဝင်ကြတဲ့မဟာမိတ်တက်တို့ရဲ့အရေးကလည်းအရေးကြီးပါ诶2027စစ်အာဏာသိမ်းပြီးနောက်မှာပေါ်ပေါက်လာတဲ့နှွေဦးတော်လိုင်းရက်တက်တွေဟာမြောက်ပိုင်းညီနောင်၃ဖွဲ့နဲ့အတူစစ်စင်ရေးနယ်မြေတွေမှာဖြန့်ကျက်တိုက်ကွင်းဝင်ခဲ့တာကြောင့်ဖြစ်ပါတယ် ကိုကန်တက်ကရေးချင်းဖွဲ့စည်းပေးခဲ့တဲ့တက်မဟာ630တက်မှာပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA ဗမာပြည်သူ့လွတ်မြောက်ရေးတက်မတော် BBLA ကရင်ကြီးအမိုးသားများကကွယ်ရေးတက် KNDF ဘိုးနဂားရေးမြမတော်ဝန်နဂားတက်တော် MRDA အပါဝင်စကိုင်းတိုင်းအညဒေသကပြည်သူ့ကကွယ်ရေးတက်ဖွဲ့တချို့လည်းပါဝင်ပါတယ် တောင်းတက်ကတော့2029စစ်စင်ရေးအကျိုးတပင်းညိုစစ်စင်ရေးအဖြစ်တိုက်ပွဲလေးချင်းပြီးခဲ့ရမှာပြီးသူကောက်ွယ်ရေးတက်မတော်လန်ဒလေး MDYPDF တနုပြီးသူလွတ်မြောက်ရေးတက်ဦး DPLF အပါအဝင်မန္တလေးတိုင်းထဲမှာပြီးသူကောက်ွယ်ရေးအဖွဲ့တချို့လည်းပါဝင်ခဲ့ပါတယ်အာရခတာတော် AA ကတော့မကွေးနဲ့ရထိုက်အဆက်မှလူရှားချတဲ့ចောင်းသားလက်ယုံတက်တော် SAF ပြီးသူတော်လန်ရေးတပ်ဦး PRF တို့နဲ့အတူစစ်ရေးပေါ်ဆောင်ပါတယ်။ပူပူနွေနွေအပြည့်ရက်လိုက်တဲ့သဘောတူညီချက်ထဲပါဝင်တဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်မြောက်ပိုင်းမိုးမိတ်မြို့တို့ကတောင်းတ TNLA ပြန်လည်ဆုတ်ခွာမဲ့နေရာတွေမှာရင်တွဲတိုက်ကွေးဝင်ခဲ့တဲ့နှွေဦးတော်လန်ရေးတပ်တွေနေရာယူလိုက်တာကမြင်သာတဲ့အရွေဖြစ်ပါတယ်။တခေါက်နှစ်ခုစစ်စင်ကြီးဒုတိယလွိုင်းတုံးကမိုးကုံတပြေချင်းစင်ကူမတရာက တိုက်ကွဲတွေမှာမန္တလေး PDF အပြင်မိုးကုတ်ဘီယိုဟာမိုးကုတ်နဲ့ဆက်ဆက်မြို့နယ်တွေကတိုက်ရင်တပ်ဖွဲ့တွေပေါင်းထားတဲ့ TRY ဘီယိုဟာ မြင်းကြမ်းတပ်ရင်တပ်ဖွဲ့တွေတာမက ARR မြစ်အနောက်ဘက်ကန်ကအညတ်တော်လန်ရေးတပ်ဖွဲ့တွေဝပါဝင်ခဲ့ပါတယ်။အဲ့ဒီထဲကမန္တလေး PDF မိုးကုတ်ဘီယိုဟာ TRY ဘီယိုဟာတို့ကစစ်သားတစ်တွေခေါ်လာသလိုတပ်ဖွဲ့ဝင်ဟောင်းတွေပါတာမွန်ထန်းဆောင်နိုင်ကြောင်းပြန်ခေါ်နေပါတယ်။ လုံနိုင်တာတော့အခုလုံနေကြပါတယ်လို့မိုးကုတ်မြို့မှာရှိနေစဲတော်လန်ကြီးတပ်ဖွဲ့ဝင်တအူးက BBC ကိုပြောပါတယ်။နိုဝင်ဘာလ1ရက်မနေ့ပိုင်းမိုးကုတ်မြို့ခံတချို့ရဲ့အပြောအရမြို့ထဲမှာ TNLA တပ်ဖွဲ့ဝင်တချို့လည်းရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့ရှမ်းမြောက်စစ်မျက်နှာကိုအပိယက်လိုက်နိုင်တဲ့စစ်တပ်အနေနဲ့ကတော့အဲ့ဒီဒေသမှာအုံပြုခဲ့တဲ့လူလက်နက်နှီးပညာအင်အားတွေကိုနောက်ထပ်စစ်မျက်နှာပြင်တွေကိုပြောင်းသုံးနိုင်တဲ့အခြေအနေပါ။ ပူပူနွေးနွေးအပီးရက်လိုက်တဲ့သဘောတူညီချက်တဲ့ပါဝင်တဲ့မန္တလေးတိုင်းမူးကုတ်မြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမူးမိတ်မြို့တို့ကနေတအားတတည့်ရလေးပြန်လဲဆုတ်ခွာမဲ့နေရာတွေမှာရှင်တွဲတိုက်ပွဲဝင်ခဲ့တဲ့နေဦးတော်လည်ရေးတပ်ဖွဲ့တွေနေရာယူလိုက်တာကမြင်သာတဲ့အရွေ့ဖြစ်ပါတယ်။ကထောက်ဆက်ခုံစစ်စင်ကြီးဒုတိယလိုင်းတုံးက မိုးကုတ်တပိတ်ချင်းစင်ကူမတရားကအတိုက်ပွဲတွေမှာ Monday PDF အပြင်မိုးကုတ်ဘီယူဟာမိုးကုတ်နဲ့ဆက်ဆက်မြို့နယ်တွေကတည်ရင်တွေပေါင်းထားတယ်။ TRN ဘီယူဟာမြင့်ချန်တန်ရင်တပ်ဖွဲ့တွေတာမကရောက်ဒီမြနောက်ပတ်ခန်းကအညာတော်လန်ရင်တပ်ဖွဲ့တွေပါပါဝင်ခဲ့ပါတယ်။အဲ့ဒီတဲကမန္တလေး PDF မိုးကုတ်ဘီယူဟာ TRN ဘီယူဟာလို့ကစစ်သားစစ်တွေခေါ်လာသလိုတပ်ဖွဲ့ဝင်ဟောင်းတွေပါတာဝန်ထမ်းဆောင်နိုင်ကြောင်းပြန်ခေါ်နေပါတယ် လုံးလိုက်လာတော့အခုမလုံနေကြပါတယ်လို့မိုးကုံမြို့မှာရှိနေစေတော်လန်ရဲ့တပ်ဖွဲ့ဝင်တဦးက BBC ကိုပြောပါတယ်လူဘုံကတည့်ရမနဲ့ပိုင်းမိုးကုံမြို့ကတချို့ရဲ့ပြောရာမြို့ထဲမှာ TNL တပ်ဖွဲ့ဝင်တချို့လည်းရှိနေသေးတယ်လို့သိရပါတယ်ဒါပေမဲ့ရှမ်းမြောက်စစ်မျက်နှာကိုအပိရက်လိုက်နိုင်တဲ့စစ်တပ်အနေနဲ့ကတော့အဲ့ဒီဒေသမှာအသုံးပြုခဲ့တဲ့လူလက်နက်နှိပင်ကြိုင်ရဲတွေကိုနောက်ထပ်စစ်မျက်နှာပြင်တွေကိုပြောင်းသုံးနိုင်တဲ့အခြေအနေပါဒီပြင်အနေအထားကိုမြင်သာပြောရရင်မိုးကုံနဲ့ဆက်ဆက်နေတဲ့ ရောက်ရီမဲရှိတဲ့နောက်ကန်းကတော်လန်ရဲ့တပ်ဖဲ့တွေထိမ်းချုပ်ထားတဲ့ဒေသတွေစီဖြန့်ကျက်ပြီးပြောင်းသွုံနိုင်တယ်လို့တော်လန်ရဲ့အင်အားစုတွေကပြောကြပါတယ်။ရောက်ရီမဲရှိကန်မန္တလေးတိုင်းတဲကသိမ်းပိုက်နယ်မြေတွေကိုသာမကအနောက်ကန်းမှာရှိတဲ့စကိုင်းတိုင်းတဲကစိုးမိုးနယ်မြေတွေအပေါ်ပါစစ်ရေးဖီဟာပိုတိုးလာတဲ့သဘောပါ။ဒါပြင်မကွေးတိုင်းနဲ့ပဲခူးတိုင်းလိုမြေပြန်ဒေသတွေကိုပါထိုးစစ်ဆင်လာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဒါကိုတံပြန်ခုခံဖို့မှာတော်လန်ရဲ့တပ်ဖွဲ့တွေစင်ခေါ်ချက်ကြီးမာတယ်လို့ မြန်မာစစ်ပရေးရနဲ့လုံခြုံရေးဆိုင်ရာလစ်လာရေးအဖွဲ့ကိုဦးဆောင်နေတဲ့ CDM ဘူမှုကိုနောင်ရိုးကပြောပါတယ်။ကြားကုတ်ကြားကဲခုခံကဲညီတောင်မှအထိနာဖို့အတွက်အများကြီးတရားမှုတွေအပြောင်းလဲတွေဖြစ်သွားစေနိုင်တယ်။ဒါတွေလည်းသူတို့ချင်းစားလိမ့်မယ်၊တွက်စားလိမ့်မယ်လို့ယူဆတယ်။စစ်တပ်ကပပောင်းဆောင်ကဖိအားပေးလာတယ်နော်ခုခံဖို့ကိုအမတန်ခက်ခဲတဲ့ဆိုလားကိုတော်လိုင်းရေးအင်အားစုတွေနဲ့ပြည်သူတွေထက်တွက်ထားဖို့လိုအပ်တယ်လို့သူကပြောပါတယ်။2025နှစ်စမ်းပိုင်းမှာမန္တလေး PDF ကစစ်လျက်တပ်မဟာဖွဲ့စည်းမဲ့ဆိုတဲ့ကြေညာချက်အပါအဝင် တရုတ်ဖီအားကြောင့်ကိုကန့်လမ်းခွဲလိုက်တဲ့ရှမ်းမြောက်ပြန်တက်တွေဖြစ်တဲ့ BBLA နဲ့ NNU တို့စကိုင်းကိုရွေးလာတာဟာအခုခင်းကျဲကစုတင်ပြင်ဆင်မှုတွေလို့သူကထောက်ပြပါတယ်။2025မှာမြေပိုင်းထိုးစစ်အရှိန်မြင့်မယ်ဆိုပြီးတော်လွန်ရေးအင်အားစုတွေကကြဲကြဲလောင်လောင်ပြောခဲ့ကြတာပါ။အခုလိုစရေးပြူဟာအရာအကြီးပါတဲ့မိုးကုနဲ့မိုးမီကိုစစ်တပ်ကပြန်ဝင်မဲ့အခင်းချင်းဖြစ်လာချိန်မှာတော့ပြန်လဲခုခံဖို့အတွက်အညာမှာအင်အားစုစုစည်းထားနိုင်မှုကအခက်အခဲကြားလာတယ်လို့ဆိုကြပါတယ်။ စကိုင်းဗျူဟာကိုအင်အားဖြည့်ပေးမဲ့မေးပင်မှာတကယ်ကိုစစ်တပ်တခုလိုစူးစီးလို့ရနိုင်တဲ့အင်အားမရှိနေဘူးအဲဒါကြောင့်ဒါကအရာမထင်ခဲ့တာပေါ့အခွင့်အလမ်းတွေကတော့ရခဲ့ပြီးသွားပြီအရက်တေးတွေအတွက်ပြင်ဆင်ဖို့ပဲလိုအပ်လာမယ်အခွင့်အလမ်းတွေခဲရဖို့ကခက်ခဲလိမ့်မယ်လို့ကိုနောင်ယိုးကသုံးသပ်ပါတယ်1929ဒုတိယလွိုင်းရှမ်းမန်းစစ်စင်ရေးရဲ့မန္တလေးစစ်မြေနစာကိုဦးဆောင်ခဲ့တဲ့မန္တလေး PDF ရဲ့စစ်ဦးစီးဒေါက်တာဆိုးထူရဇော်ရောပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်းကပါတီချင်းနေနဲ့ပတ်သက်ပြီးဖီစာဗိုတော်ညင်းဆန်နေပါတယ် မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင်မောင်ဖြိုးဝေကတော့တော်လရင်အင်အားစုမွေစုခွဲမှုအင်အားအရေးကြီးတဲ့အကြောင်းသူ့ရဲ့ Facebook မှာရုပ်သံ file တစ်ခုတင်ပါတယ်။ရှမ်းမြောက်ပေးရခြင်းစစ်တပ်ထိုးစစ်ဘယောက်လာမလဲ။အောင်တနဲ့စစ်တကြအပိယမာကိုကြိုတင်မတိထားရဘူးလို့ TNL နဲ့တွဲဖက်စီဟီလှုပ်ရှားနေတဲ့ຫນွေဦးဒေါ်လန်ရီတက်တာဝန်ရှိသူတွေက ဖွင့်ဟပြောလာကြပါတယ်။ အထူးသဖြင့်ကဘာကျော်ပတ်တမြားထရရှိယာမိုးကုံမီကိုစစ်တက်လက်ထဲလွေလင့်တကူပြန်ပြိုးရဲဆိုတဲ့ရှုမီနမှုတွေနဲ့ TNL ကိုဝေဖန်ခဲ့ကြပါတော့ပါ လွေရည်ဦးကတော့အပိယမေအကြောင်းကြိုးမပြောခဲ့ပေမဲ့ဒီလိုဆုံးဖြတ်လိုက်ရနိုင်ခြေရှိတဲ့အကြောင်းမဟာမိတ်တတိကိုပြောပြထားတယ်လို့တွန်းပြန်ပါတယ် TNL အနေနဲ့စစ်တပ်နဲ့အပိယတ္တဟာတရုတ်ဖီးယားတစ်ခုတည်းကြောင့်ဆိုပြီးပြောလို့မရကြောင်းတရုတ်အရေးလေးလာသူတဦးကထောက်ပြပါဗါတယ် တရုတ်ကတော့ coercive mediation PRP ညှိနှိုင်းမှုလုပ်တယ်ရလည်းရဲ့တခုလိုပဲပြောရမယ်ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေကအခြားအခြေအနေစင်ခေါ်မှုတွေလည်းရှိပါတယ် CEPR နောက်ပြီးဖြတ်ငါဖြတ်လို့ဖြတ်တော့ခံရတဲ့ PR အုတ်ချုပ်ရေးဆိုင်ရာအခြေအနေမဟာမိတ်ရဲ့အခြေအနေတွေပြည်သူလူထုရင်ဆိုင်ရတဲ့လူသားချင်းစာနာရေးဆိုင်ရာအခြေအနေတွေကြောင့်ဖြစ်ပါတယ်လို့အမိမဖော်လို့တဲ့တရုတ်အရေးလေးလာသူမြန်မာသူတွေတနာကြီးကရှင်းပြပါဗျာ မြန်မာစစ်တပ်ကတော့အပိယက်လက်ရတဲ့နှစ်ပတ်သက်လို့နိုဝင်ဘာ၁ရက်ညနေပိုင်းအထိတစုံတရာထုတ်ပြောတာမျိုးမရှိပါဘူး။ဒါပေမဲ့အောက်တိုဘာ31ရက်မှာ63မြို့နယ်ကိုအရေးပေါ်ချင်းနေကြီးညာကျက်တက္ကန်တိုးရမှာမိုးကုန်းနယ်မိုးမိတ်မြို့တွေကိုဆက်လက်ထည့်သွင်းထားပါတယ်။စစ်ကောင်စီကနေစစ်ကော်မရှင်အထိပြောင်းလဲတဲ့စုလိုက်30ရက်တုန်းကနိုင်ငံတဝန်းက63မြို့နယ်ကိုရက်90အရေးပေါ်အခြေအနေကြီးညာခဲ့ပြီးအခုအောက်တိုဘာ31ရက်မှာနောက်တစ်ကြိမ်အဖြစ်ရက်90တက်တန်းထပ်တိုးတော့ပါ။ sách cả cô này đây khởi tới dù hệ để tí bó chào mẹ đồ ở biển ở bây giờ cố cần đập MNDA nè tự ông đập TNL độ thánh trục thỏ đề tình ní quân lông lau cải năm sản năm khen độ của bà sẽ bị ở dưới bỏ chuyển đi trên nhà cái bảo đi ở dưới bỏ trên nhà thỏ đề miêu để của ca của yêu sĩ chầu phố châu mũ ghi mẹ ông là nhà lúc bảnh quên nè ta vừa để tay sật chuyện tống xong huyện mẹ đủ lấy số bái ở khu lồn nó không sang ngã cũng nhìn thế để chó biển sẽ ngã tặng đình cả nay bây giờ là để sự cả မြို့တွေပြန်သိမ်းရမှာပြစ်မှတ်ထားတဲ့အချက်နှစ်ချက်ရှိတယ်လို့ BBC စကားပြောခွင့်ရတဲ့တော်လိုင်းရဲ့တပ်တွေကပြောကြပါတယ်။တယန်ဇာရထွက်ရှိပြီးစီးပွားရေးလေပတ်နိုင်တဲ့ဒေသတွေနဲ့စီအေးရဘျိုးဟာကြာပြီးလမ်းပန်းဆက်သွယ်ရေးထောက်ဖို့လမ်းကြောင်းအချက်အချာကြတဲ့ဒေသတွေကိုစစ်တပ်ကပြန်လည်ရယူလိုတဲ့သဘောပါ။ဒီအချက်နှစ်ချက်ပေါ်မူတည်ပြီးစစ်တပ်ကထိုးစစ်ဆင်လာနိုင်တဲ့ဒေသတွေမှာပိုပြီးပြင်ဆင်မှုတွေလုပ်တင်တယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအထွေ CDSOM ကိုဦးဆောင်သူ ိုຫນွေဦးမြောင်ကပြောပါတယ်။ပုံမှန်သွားတဲ့အနေအထားမျိုးနဲ့ဆိုရင်အန်ဒီရလည်းပူကြည့်တယ်။ဆုံဆုံထိခိုက်မှုတွေလည်းပိုများနိုင်တယ်လို့ကိုຫນွေဦးမြောင်ကထောက်ပြပါတယ်။ဒါကြောင့်တော်လိုင်းရဲ့အင်အားစုတွေကြားစီးလုံးညီညွတ်ရေးကိုမဖြစ်မနေဖော်ဆောင်တင့်တယ်လို့ဆိုပါတယ်။ MOD အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်တော့ကအထွေတွေကလည်းလာပူပေါင်းပြီဆိုရင်ငါတို့ကသာ MOD အောက်ကမလို့ငါတို့ရဲ့ command အမိန်ပေးခိုက်စင်မနေတာတွားရမယ်ဆိုတဲ့စိတ်တော့နော်။ ်အင်အားကြီးလက်နက်ကိုင်ဖွဲ့တွေကလည်းကိုရီကျွမ်းကျင်ခဲ့တဲ့စစ်ရေးနယ်ပယ်လှုပ်ဆောင်နိုင်စွမ်းနေတဲ့ပတ်သက်ပြီးကိုဘက်ကမန်းပေးခြင်းနဲ့ဆိုတဲ့ကမန်ဒါတွေအားပြိုင်ခဲ့အပိုင်းတွေရှော့ချရမယ်လို့ကိုຫນွေဦးမြောင်ကထောက်ပြပါဗျ။ဒါမှသာစုပွဲမှုအားကောင်းမယ်လို့သူကပြောပါဗျ။ဒီလိုစူးစီးနိုင်မယ်ဆိုရင်စစ်ကောင်ဖီဘက်ကဘယ်တော့ပဲနှီးပညာမြင့်တဲ့ drone တွေ PC တွေတုံတုံသူတို့အင်အားတွေဘယ်တော့ပဲတိုးလာတိုးလာဒီထူကြီးကိုထိုးဖောက်ဖို့မလွယ်ဘူးပေါ့နော်လို့စကိုက်ဒေတာမှာစီးရေးပင်စင်ဖို့လိုအပ်တဲ့အကြောင်းကိုຫນွေဦးမြောင်ကရှင်းပြပါဗါဒါပေမဲ့ တော်လင်းတဦးလို့ဆိုကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့တစုံတရာထုတ်မပြောသေးသလို BBC ရဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်းပြန်လည်ဖြေကြတာမရှိသေးပါဘူး။ရှမ်းမြောက်မှာအပြည့်ရပ်ချင်းလေကြောင်းတန်တဲ့ကျင်းကြီးဆိုင်လာတဲ့ရက်ခိုင်စစ်မျက်နှာဒီနေရာမှာမြောက်ပိုင်းညီနောင်သုံးဘွယ်ထဲမှာအပြည့်မရပ်သေးတဲ့အရိကထသက်တော် AA ရဲ့အခန်းကဏ္ဍလည်းကြန့်ရှိနေပါသေးတယ်။ စစ်စင်ရေးနင်းနတာအတွင်းစစ်တွေကြောက်ဖြူနဲ့မန်တော်မျိုးတွေကလွဲပြီးရခိုင်ကပြင်းနယ်လုံးတင်းပိုက်ထားရဲ့အေအေဟာနှစ်ခန်း25ခုနဲ့နှစ်ကုန်ပိုင်းကာလအထိလေထိုးစစ်တွေဆက်ရှိနေစေပါရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ထိဆက်ညီကေပကူတိုင်းပန်းတောင်မြို့နယ်အေယာပရီတိုင်းလီမျက်နာမြို့နယ်မကွေးတိုင်းငဖဲမြို့နယ်တို့မှာအေအေဦးဆောင်ပြီးထိုးစစ်ဖော်ဆောင်နေရတယ်။ ဒါပေမဲ့တီယန်အလင်းနဲ့အပိကျသဘောတူညီချက်အသက်ဆဝင်တဲ့နေ့မှာလဲရခိုင်ပြည်နယ်ကအေးထင်းချုံမြို့နယ်အချို့ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတာနေရှိခဲ့ပါတယ်။အော်တိုဘော29ကနေ31ရက်အထိ3ရက်တာအတွင်းရသေးတောင်ပုတ်နာကျွန်းပေါတော့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေကိုစစ်တပ်ကပစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်လွတ်ခဲ့တယ်လို့အေးအေးကထုတ်ပြန်လာပါတယ်။ဒါဟာစစ်တပ်ကရှမ်းမြောက်ကစစ်စင်ယူနီမီတွေကျုံသွားတာကိုအခွင့်ကောင်းယူပြီးရခိုင်ဒေသကိုလေးချောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာမှုလို့အေအေကပြောပါတယ်။ အတိရလိုက်ရတဲ့ကိုကန့်တက်နဲ့တောင်းတတို့ရင်ဆိုင်ခဲ့ရသလိုတယုတ်ဖီယာရှိနေသလားဆိုတာကိုလို့အေအေကမပြောတော့ပါဘူး။အေအေဟာသူ့ရဲ့ညီနောင်မဟာမိတ်နှစ်ဖက်လိုတယုတ်ဖီယာနဲ့ပတ်သက်ပြီးပြောဆိုတာမရှိပါဘူး။ဒါပေမဲ့ AACA ဖော်ဆောင်နေတဲ့ရခိုင်ပြည်နယ်ထဲမှာတော့တယုတ်ရဲ့စီမံကိန်းကြီးလူရှိနေပါတယ်။တရုတ်အရေးလေးလာသူကလေရခိုင်ပြည်နယ်အရေးမှာတရုတ်ချင်းကပ်ပုံမတူညီနိုင်ဘူးလို့ဆိုပါတယ် အေအေနဲ့တရုတ်ဆက်ဆံရေးဟာရှမ်းမြောမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖရိဒီနဲ့တရုတ်နဲ့ဆက်ဆံရေးစီးပွားရေးအရရက်နှွေမှုမဟာဗျူဟာကျအကျိုးစီးပွားဆော့ကိုင်ထားနိုင်မှုနဲ့စေရေးရအားသာချက်တွေမတူညီတာကြောင့်ပါအေအေကအစမိုင်းတဲကတရုတ်ရဲ့ပတ်သက်ရင်ဘာနဲ့တဲ့ချင်းကပ်မှုရှိတယ်လို့ပြောနိုင်ပါတယ်ဒါအပြင်အေအေကတခြားနိုင်ငံတွေနဲ့ဆက်ဆံရေးလမ်းကြောင်းပွင့်နိုင်ခြင်းရှိလို့တရုတ်ကသူ့ရဲ့ back yard ခြံနောက်ထဲမှာရှိနေတဲ့ Frontier Management ထဲမှာရှိနေတဲ့မြောက်ပိုင်းလူမျိုးတော့မာမာတင်တင်လုပ်ဖို့အခက်အခဲရှိနိုင်ပါတယ်လို့တရုတ်အရေးလေလာသူကနှိုင်းရှင်ပြောပြပါတယ်။ဒါပေမဲ့ AA ထားမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်တွေလို့အကြီးရက်ခဲ့ရင် AA နဲ့အတူတိုက်ပွဲတွေမှာပူးပေါင်းပါဝင်နေတဲ့မကွေနဲ့စကိုင်းကမဟာမိတ်တပ်တွေ၊နှွေဦးဒေါ်လန်ရေးတပ်တွေဟာရှမ်းမြောက်ကမဟာမိတ်တွေရဲ့လိုမဲရင်ဆိုင်လာရနိုင်ချေရှိမလား။ အေအေနဲ့တိုက်ပွဲဝင်နေတဲ့ចောင်းသားလက်ယုံတက်တော် SCF ရဲ့စစ်ဦးစီးချုပ်ကိုမင်းလပ်ဥကာကလည်းအပြစ်ရရင်ဆိုတဲ့အခြေအနေကိုကြိုတွေးထားကြောင်း BBC ကိုပြောတတ်ပါဗါးလက်တွေ့ဆောင်ရွက်သွားတဲ့အဖွဲ့အစည်းတွေအပြစ်ရသွားမယ်ဆိုရင်တောင်လူမှုရဲ့ထောက်ခံမှုလူမှုရဲ့ပံ့ပိုးမှုနဲ့ပဲဆက်လက်ပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးကိုဆက်လက်ဆောင်ရွက်သွားနိုင်ကိုပြင်ဆင်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်လို့သူကပြောပြပါတယ် တဖက်မှာလည်းအပြစ်အခက်ရက်စဲထားတဲ့အခြေအနေတွေအောက်မှာစစ်တပ်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးမြို့တွေသိမ်းဖဲတဲ့2020ခုလိုစစ်စင်ရေးကြီးတွေပေါ်ပေါက်ခဲ့တဲ့အချက်ကိုလည်းသူကထောက်ပြပါဗျ။လက်ရှိမှာတော့မြန်မာစစ်တပ်ဟာသူတို့အတွက်စစ်တနာထုတ်တစ်ခုလက်လွတ်ခဲ့ရတဲ့အထိထိုးနှက်ချက်ကြီးလဲ2020ခုစစ်စင်ရေးလိုင်းတွေရှိခဲ့တာရှမ်းမြောက်စစ်မျက်နှာပြင်မှာတရုံရဲ့အကူအညီနဲ့အတူအတိလက်တဘိုးတူညီချက်ရယူပြီးရက်နာလိုက်ပြီးဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ဖီအားစစ်တပ်နဲ့ပုံနီးနီးကက်ကက်ဆက်ဆံလာပုံကြောင့်မြန်မာပြည်တွင်းစစ်စီရေးအရွေးပါထစ်စီတဲ့အနေထားအတွက်တော်လန်ရေးအားစုတွေဖက်ကတော့ဘလို့ချင်းကတုံ့ပြန်တင်တယ်လဲလို့တရုတ်အရေးလေးလာသူကို BBC ကမေးမြန်းကြည့်ခဲ့ပါတယ်ပထဝီနိုင်ငံရဲ့အရာတရုတ်ခါမြန်မာနိုင်ငံမှာပြည်ပကလရော့ကြရေးလိုပဲပြောပြောအပြစ်ခတ်ရဲဆဲရေးလိုပဲပြောပြောတရုတ်ခါမြန်မာအရေးမှာတအူးတဲ့ပြိုင်ဘက်မရှိဖြစ်လာနေတယ်လို့သူကပြောပါတယ် China Asymmetrical Influence လို့ခေါ်တဲ့ကြီးမားတဲ့တရုတ်ဖိအားကိုတိတိတသာခံစားနေကြရတဲ့အခြေအနေလို့ဆိုပါရယ်။တရုတ်ကို responsible actor တာဝန်ယူမှုတာဝန်ခံမှုဖြစ်အောင်ရောနောက်ပြီးမြန်မာမှာတကယ်လိုနေတဲ့ comprehensive political settlement ရဖို့ဆိုတာကိုတရုတ်အနေနဲ့သိအောင် short term တိမဟုတ် medium term long term အထိဘလို့လို့မလဲဆိုတာကိုအားလုံးဝိုင်းအပြေရှာရမယ့်ကိစ္စဖြစ်ပါတယ်လို့တရုတ်အရေးလေးလာသူကထောက်ပြပါရယ်။